စစ်ကောင်စီအားအချုပ်ချာအာဏာတည်တံ့ဖို့နဲ့ပိတ်ဆို့မှုတွေကိုဖြေရှင်းဖို့ရုရှားဥဆောင်တဲ့ Eurasian စီးပွားရေးတမကဥရောပအာရှစီးပွားရေးတမက EU ဖွဲ့ဝင်နိုင်ငံဖြစ်ရေးဂျိုးပန်းနေတယ်လို့သတင်းများကဖော်ပြထားပါတယ်။ EU ရဲ့အခြေခံပြည်ညင်မှာနိုင်ငံချင်းအချုပ်ချာအာဏာတည်တံ့ဖို့နယ်မြေခိုင်မြဲမှုကို အလေးထားရန်ပါဝင်ပြီးအဆိုပါပြည်ညင်ဟာနိုင်ငံသားတိုင်းအတွက်လိုအပ်တဲ့ကိစ္စဖြစ်ကြောင်းနဲ့လက်ရှိအခြေအနေမှာစီးပွားရေးအရာနိုင်ငံရေးအရာပိတ်ဆို့မှုရှိနေပြီး EU နဲ့ပူးပေါင်းဆောင်ရွက်ခြင်းအပြင် ပူးပေါင်းဆောင်ရွက်မှုအင်အားရရှိလာနိုင်မယ်လို့စစ်ကောင်စီတရင်ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်စော်မင်းထွန်းကပြောကြားခဲ့တာဖြစ်ပါတယ်။ဒီနေ့ကျွန်တော်တို့ကဘာမှာဖြစ်ဖြစ်နေတဲ့အခြေအနေအရစီးပွားရေးအရာပဲဖြစ်ဖြစ်နိုင်ငံရေးအရာပဲဖြစ်ဖြစ်ကျန်တဲ့အရေးအရာတွေပဲဖြစ်ဖြစ်သူတို့လိုရင်လိုသလိုပုံဖော်နေပါတယ်။မလိုရင်မလိုသလိုပုံဖော်နေတဲ့ဟာတွေပိတ်ဆို့နေတဲ့ဟာတွေရှိပါတယ်။ဒါတွေကိုကျွန်တော်တို့ကအီးအီယူနဲ့ပူးပေါင်းဆောင်ရွက်ခြင်းအပြင်ပူးပေါင်းဆောင်ရွက်မှုအင်အားကိုရရှိလာမှာဖြစ်တယ်လို့ဆိုပါတယ်။စစ်ကောင်းဆောင်ရဲ့ဘဲလာရုစ်ခီးစဉ်အပြန် ဇွန်လ29ရက်နေ့မှာထိုးထိုးပြောဆိုခဲ့ခြင်းဖြစ်တဲ့အကြောင်းကိုဒီကနေ့ဇွန်လ30ရက်နေ့ထုတ်စစ်ကောင်စီထိန်းချုပ်သတင်းစာများမှာဖော်ပြထားခြင်းလည်းဖြစ်ပါတယ်။ထို့ပြင်မြန်မာနိုင်ငံအနေနဲ့ EU ရဲ့လေးလာခွင့်ရရှိတဲ့နိုင်ငံဖြစ်ရန်စူးစမ်းဆောင်ရွက်နေပြီး EU ဖွဲ့ဝင်နိုင်ငံများကလည်းမြန်မာနိုင်ငံကိုကြိုးစိုးလက်ခံတယ်လို့မြင်ကြောင်း၎င်းကဆိုပါတယ်။ Eurasian CY တမကဥရောပအာရှစီးပွားရေးတမကအေအေယူကို2015ဇန်နဝါရီလမှာဖွဲ့စည်းခဲ့ပြီးရုရှား၊ဘယ်လာရုစ်၊ကာဇက်စတန်၊အာမေးနီးယားနဲ့ကာဂျစ်စတန်နိုင်ငံတို့ပါဝင်ပါတယ်။ ရှကောင်းဆောင်မရောက်နိုင်ကဇွန်လ26ရက်နေ့နဲ့29ရက်နေ့တို့မှာဘယ်လာရုစ်နိုင်ငံမစ်မြို့မှာကျင်းပတဲ့ဥရောပအာရှစီးပွားရေးဖိုရမ်တက်ရောက်ခဲ့ပြီးဘယ်လာရုစ်သမ္မတနဲ့တရားတွေ့ဆုံခြင်းဥရောပအာရှစီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဥက္ကဋ္ဌနဲ့တွေ့ဆုံခြင်းဆက်ယုံအလုပ်ယုံများကိုတွားရောက်လေ့လာခြင်းများလှုပ်ဆောင်ခဲ့ပြီးစီးပွားရေးချစ်ကြည်ရေးနဲ့လုံခြုံရေးဆိုင်ရာကဏ္ဍဆောင်မှာပူးပေါင်းဆောင်ရွက်ရန်ကိစ္စတွေကိုဆောင်ရွက်ခဲ့တယ်လို့သတင်းစာများမှာဖော်ပြထားပါတယ်ဘယ်လာရုစ်ခီးစဉ်အပြတ်မှာ ရုရှားနိုင်ငံ BRTR ပြည်နယ်သို့ဝင်ရောက်ကာမိယထားစကောင်းနှင့်ယထားတွဲပြုဝင်ရေးဆက်ယုံသိပ္ပံနှင့်ဤပညာဆက်မှုဤပညာစီးပွားရေးပညာရေးကျန်းမာရေးဆိုင်ရာကဏ္ဍများမှာပူးပေါင်းဆောင်ရွက်မှုတိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ထို့ပြင်ရုရှားနိုင်ငံမှမီဒီယာအဖွဲ့များကိုလည်းမြန်မာနိုင်ငံရဲ့အခြေအနေကိုလာရောက်လေ့လာဖို့လည်းဖိတ်ခေါ်ထားပါတယ်။အဲ့ဒီနောက်ဇွန်လ29ရက်မော်လွယ်ပိုင်းမှာရုရှားမှထွက်ခွာကာညနေပိုင်းမှာနေပြည်တော်သို့ပြန်လည်ရောက်ရှိလာတယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့ဘယ်လာရုစ်ခီးစင်မှာစစ်ကောင်းဆောင်နဲ့၎င်းရဲ့ဇနီးဒေါ်ဂျူဂျူလာ စစ်ကောင်စီတွဲဖက်တွင်ရင်မှုဗိုလ်ချုပ်ကြီးရဲဝင်ဦးဗိုလ်ချုပ်ကြီးညိုဆောင်နိုင်ငံသားရေးဝန်ကြီးဦးတန်းစွေရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံသားစီးပွားရေးဆက်သွယ်ရေးဝန်ကြီးဒေါက်တာကန်စော်တို့ပါဝင်တယ်လို့သိရပါတယ်။အခြားဖက်စစ်ကောင်စီဟာ EAU အဖွဲ့ဝင်ဖြစ်ဖို့2022ခုနှစ်မှာစတင်စူးစမ်းအကောင့်ထည့်ဖော်ခဲ့ပြီး2023ခုနှစ်စက်တင်ဘာလမှာ EAU နဲ့ပူးပေါင်းဆောင်ရွက်ရေးအတွက် MOU နားလည်မှုစာချုပ်လွှာစာချုပ်ချုပ်ဆိုခဲ့ပါတယ်။ဗရန်ဆောင်ကုန်းမြောက်တနက်နှစ်မိုင်ကွာမှာစစ်ကောင်စီလုံခြုံရေးတိုးမြင့်ချထားလိုက်တဲ့တဲ့မှာ မကွေးတိုင်းငဖဲမြို့နယ်ဗဒန်းမြို့ရှိစွန်ကုန်းအမြောက်တပ်နယ်နှစ်မိုင်အကွာမှာစစ်ကောင်စီတပ်ဘက်ကလုံခြုံရေးတိုးမြင့်ချလာတယ်လို့သိရပါဗျ။အံဗဒန်းလမ်းပေါ်မှာငဖဲအပိုင်းဗဒန်းမြို့နယ်15မိုင်အကွာစွန်ကုန်းအမြောက်တပ်နယ်နှစ်မိုင်ခန့်ကွာဝေးတဲ့ပြန်ချီရွာရဲ့ဘုံကြီးကျောင်းမှာဇွန်လ28ရက်နေ့ကတပ်မ69ဦးဆောင်တဲ့နေမြေကန်တပ်သားဦးရေ90ခန့်ဝင်ရောက်တဆွဲနေရယူပြီးလုံခြုံရေးတိုးမြင့်ချထားခြင်းဖြစ်တယ်လို့ဗဒန်းဒေသခံအမျိုးသားတို့ကပြောပြထားပါဗျ။ဟိုနေ့ကစစ်သားတွေဝင်လာတယ်ပြီးတော့ဘုံကြီးကျောင်းမှာတက်ဆွဲထားတယ် အမြောက်တက်ကိုမရောက်ခင်ကာကင်းစခန်းပေါ်ဗဒန်းမာကဆိုတဲ့အဖမ်းစည်းလဲများတယ်လို့ပြောပါဗျ။စုံကုန်းအမြောက်တက်ဟာအာရကတတော်အေးဥဆောင်တဲ့တော်လိုင်းတက်ဖွဲ့တွေကပြီးခဲ့တဲ့ဖေဖော်ဝါရီလမှစတင်ကထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေတဲ့စစ်ကောင်စီရဲ့နိုင်ငံလေကြောင်းရန်ကာကွယ်ရေးဗျူဟာစခန်းတိုက်ပွဲကိုလည်းလက်နက်ကြီးများနဲ့ဒရုန်းများအ धिक ပစ်ကူပေးလျက်ရှိတဲ့အမြောက်တက်ဖြစ်ပါတယ်။ထို့ပြင်ဗဒန်းမြို့မှာရခိုင်ကထက်လုံခြုံရေးပုံမတော်မြင့်ထားပြီးအန်ဗရန်လက်ရှောက်နေရာများမှာစစ်ကြောင်းထိုးကတော်လိုင်းတက်ဖွဲ့တွေရဲ့သွာလာလှုပ်ရှားမှုတွေကိုစောင့်ကြည့်နေတယ်လို့ ဒေါ်လာ1တစ်ဖွဲ့နဲ့နှီးစက်သူတူကလည်းပြောပါတယ်။လုံချုံကြီးကတော့ပြည်သူစစ်တွေအပါအဝင်တက်မ99နဲ့အခြေဆိုင်တိုင်းတွေကပေါ့ဒီအန်ယူမနဲ့မနီမွေးတဲ့ကပ္ပဆဆလီနဲ့ဗရန်မြောက်တက်ကိုသူတို့ကတက်နိုင်သမျှကာဝယ်မှာအေယော်ဒီနဲ့ပကိုးထီတောင်းအေအေနဲ့ပူးပေါင်းတက်တွေရောက်နေတာဆိုတော့မကွေးကကပ္ပဆလနဲ့စေယုံတွေကိုတော်လိုင်းတက်ဖွဲ့တွေအလွယ်တကူမတက်ခိုင်နိုင်ဘူးဒီနှစ်ခုကိုအခိုင်အမာလှုပ်ထားပါတယ်လို့ပြောဆိုထားပါတယ်ဒီကတဲ့ဇွန်လဆလီရဲ့နေ့ကလည်းတော်လိုင်းတက်ဖွဲ့များရဲ့တိုက်ခိုက်ခံရမှာစိုးရိမ်တာကြောင့်ဗရန်မြုပ်ဝင်းနိုင်ငံစီဆိုင်ကိတ်မှာစက္ကန်းချနေထိုင်ခဲ့တဲ့ တမ69အပါဝင်စစ်ကောင်စီတပ်သားတွေဟာစခန်းရုပ်သိမ်းသွားခဲ့တယ်လို့ဒေသခံသတင်းမြင့်များကဆိုပါတယ်။ရုပ်သိမ်းသွားတဲ့စခန်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာကပ္ပဆဆလီနဲ့အမြောက်တပ်905တို့မှပူးပေါင်းကာအနီးအနားမှာစစ်ကြောင်းထိုးလှုပ်ရှားလျက်ရှိတယ်လို့လည်းသိရပါဗျ။ဒီတစ်ခါစင်ကူးမှာပေါင်300ဘုံနဲ့၄ချောင်းတိုက်ခိုက်ခံရတာကြောင့်အမျိုးသမီးတဦးသေဆုံးသွားတဲ့တဲ့င်းကိုဖော်ပြပေးပါမယ်။မန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပံလာရွာပြီးစိုးအောင်ရက်ွက်အတွင်ကို စစ်ကောင်စီတပ်ဖွဲ့ကလေကြောင်းမှပုံကျဲတိုက်ခိုက်ခဲ့ရမှာအမျိုးသမီးတို့တေဆုံးခဲ့တယ်လို့ပြည်ဦးလွင်ပကဖအဖွဲ့ထံကသိရပါဗျ။ရမန်နေ့ဇွန်လ29ရက်နေ့မနက်7:50မိနစ်ချိန်ကတရအူးမှတက်လာတဲ့ Jet Fighter လေးဟောင်းပေါင်300ဘုံတလုံးကျဲချတိုက်ခိုက်သွားခြင်းဖြစ်တယ်လို့ပြည်ဦးလွင်ပကဖပြန်ကြားရေးတာဝန်ခံကဆိုပါဗျ။၎င်းရှင်းပြထားတာကတော့ဘုံကပောက်ခွဲအပြင်တော့အမျိုးသမီးဟာအယိုးတခြားအသားတခြားဖြစ်သွားကရုပ်အလောင်းတောင်မကြံဘူးလို့ပြောပြထားပါဗျ။စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်ဆိုးအောင်ရက်ွက်အတွင်းမှာရှိတဲ့နေအိမ်၃ခုလည်းပျက်စီးသွားတယ်လို့သိရပါဗျ။စင်ခုမျိုးနဲ့ဟာတော်လိုင်းတပ်ဖွဲ့တွေအလုံးစုံထိန်းချုပ်ထားတဲ့မြို့နယ်တစ်ခုဖြစ်ပြီးမြေပြင်စိုးမိုးမှုမရှိတော့တဲ့စစ်ကောင်စီတပ်ဖွဲ့ကစစ်ရေးပြင်းထန်မဟုတ်တဲ့စာတင်ကြောင်ဆေးရုံဖုန်ကြီးကြောင်များနဲ့လူနေရက်ွက်တွေကိုလေးချောင်းကဘုံကျဲတိုက်ခိုက်မှုများပြုလုပ်နေတာဖြစ်တယ်လို့တော်လိုင်းတပ်ဖွဲ့တွေကဆိုပါတယ်။စစ်ကောင်စီတပ်ဟာစင်ခုမျိုးနယ်ကိုမကြာခဏဆိုသလိုလေးချောင်းတိုက်ခိုက်မှုများပြုလုပ်နေတဲ့အတွက်ဒေသခံပြည်သူများအနေနဲ့လေချောင်းရံကိုသတိပြုနေထိုင်ကြဖို့တော်လိုင်းတပ်ဖွဲ့တွေကတိုက်တွန်းထားပါဗျ။ ပြည်ကြတဲ့ဇွန်လ23ရက်နေ့ပိုင်းကလည်းစင်ကူးမြို့နယ်ထုံးကြီးကျေးရွာမြောက်ဘက်လေခွင်းဒီကိုလေချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရမှာဒေသခံအမျိုးသမီးတို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းပြည်ဦးလင်ခရိုင်ပကဖအဖွဲ့ကထုတ်ပြန်ထားပါတယ်။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာအာရခတတော်အေးအေးထိန်းချုပ်ထားတဲ့နေမြေတချို့ကိုစစ်ကောင်စီကအင်အားလုံးရင်းနဲ့တံပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့စီရေးအခြေအနေကိုသိရှိသူတွေကပြောပါတယ်။ကြောက်ဖြူအမှတ်32ရဲတပ်ရင်းသားကပြိုင်းစစ်ကြီးရွာနဲ့ကတ်တပြေကြီးရွာတို့ကို စစ်ကောင်စီက drone လက်နက်ကြီးတို့နဲ့ပစ်ကူပေးပြီးမြေပြင်ကနေလည်းကြီးတက်တဲ့တံပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတာပါစီရေးအခြေအနေကိုတည်သူတယောက်ပြောတာကတော့ကြောက်ဖြူအခြေအနေကရှုပ်ထွေးမှုရှိတယ်ဗျထိုးစစ်ကတော့သူထိုးလိုက်ကိုထိုးလိုက်ပဲအေးအေးသိမ့်ပိုက်ထိန်ချုပ်ထားတဲ့နေမျိုးတွေကိုစစ်ကောင်စီကဒီရက်ပိုင်းမှာပြန်ပြီးတော့တံပြန်ထိုးစစ်ဆင်တိုက်ခိုက်လာတာတွေရှိတယ်အထူးသဖြင့်ပြိုင်းစိတ်ကရွာနဲ့ကက်သပြေရွာကိုစစ်ကောင်စီက drone နဲ့ရေတပ်သင်းမော်တွေကပစ်ကူပေးပြီးမြေပြင်စစ်ကြောင်းပြန်ထိုးလာတာတွေရှိတယ် စီးအခြေအနေကပြင်းထန်နေပြီးတော့ရှေတိုးနောက်ဆုတ်ဖြစ်နေကြတယ်လို့ပြောဆိုထားပါတယ်။စစ်ကောင်စီကကြောက်ဖြူမျိုးခြေဆိုင်တဲ့တရင်တွေကိုဇွန်လအတွင်းမှာရေချောင်းကတစ်ဆင့်အင်အားထောင်တဲ့ချီပို့ဆောင်ထားပြီးတိုက်ပွဲတွေပြင်းထန်နေတဲ့အမှတ်30နဲ့ရဲတရင်နဲ့ဒညဝရီရေတပ်ဌာနချုပ်တို့စီကိုအဓိကပို့ထားတာလို့သိရပါတယ်။အေးဟာလက်ရှိမှာအမှတ်30နဲ့ရဲတရင်ကိုထိုးစစ်ဆင်တိုက်ခိုက်နေပြီးစစ်ကောင်စီဘက်ကလည်းအစစ်မြင့် drone တွေနဲ့တိုက်ခိုက်လာနေတယ်လို့စစ်ရေးသတင်းမြစ်တွေကိုသိရှိသူတွေကပြောပါတယ်။ကျောက်ဖြူမြို့ပေါ်မှာတော့စစ်ကောင်စီကလုံခြုံရေးတင်းကျပ်ထားပြီး မြို့ပေါ်မှာလည်းစားနပ်ရိက္ခာပြက်လက်မှုတွေနဲ့ရင်ဆိုင်နေရတယ်လို့ကြောက်ဖြူမြို့ကအမျိုးသမီးတူကလည်းပြောပါတယ်။ကြောက်ဖြူမှာကတော့တိုက်ပွဲတွေပြင်းထန်လာတဲ့မေလာကလေးကစစ်ကောင်စီကမြို့ရင်းလုံခြုံရေးကိုအတော်လေးကိုတင်းကျပ်ထားတာမြို့အဝင်အထွက်လုံးဝလုပ်လို့မရတော့ဘူး။မြို့ရင်းမှာစားတောက်ကုန်တွေကလည်းပြတ်တောက်လို့နေပါပဲ။ကုန်စင်းနှုန်းတွေကလည်းမြင့်တက်နေတယ်လို့ပြောဆိုထားတာဖြစ်ပါတယ်။ကြောက်ဖြူမှာပြီးခဲ့တဲ့ဖေဖော်ဝါရီလကလေးကတိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီးတိုက်ပွဲတွင်စစ်ကောင်စီရဲ့ဗမှုချုပ်အဆင့်အပါအဝင်ဗျူဟာမှုနဲ့အရာရှိတချို့တေဆုံးခဲ့ပြီး ဒုတိယဗိုလ်မှူးကြီးအပါအဝင်စစ်ကောင်စီတပ်သားအများအပြားကိုလည်းအေအေကဖမ်းဆီးရမိထားပါတယ်။ငလျင်သုံးလားပြည်တော်လဲအကူအညီများများစွာလိုအပ်နေတဲ့အကြောင်းကိုဆက်ပြီးဖော်ပြပေးပါမယ်။လူပေါင်းထောင်ချီတည်ဆုံးခဲ့တဲ့သကိုင်းငလျင်ကြီးလှုပ်ခတ်ခဲ့တာသုံးလားပြည်သွားပေမဲ့မန္တလေးမြို့မှာငလျင်တပ်သင်းအဆောက်အုံတွေဖြိုဖျက်လို့မပြီးသေးသလိုသကိုင်းတိုင်းမှာတော့အကူအညီတွေအများကြီးလိုအပ်နေတုံဖြစ်ပါတယ်။အင်အားရစ်တာစကေ9.8အဆင့်ငလျင်ကြီးရဲ့တန်းကြောင်ထိခိုက်တည်ဆုံးတာများခဲ့တဲ့မန္တလေးမြို့မှာ ပြန်လည်ထူထောင်ရေးကို30ရာခိုင်နှုန်းကျော်လောက်ပဲလုပ်နိုင်သေးတယ်လို့ဒေသခံတွေကဆိုပါတယ်။မန္တလေးဒေသခံလူငယ်တယောက်ကတော့သုံးလကျော်မှတော့ပြန်လည်ထူထောင်ရေးဆိုရင်35-40ရာခိုင်နှုန်းလောက်ပဲတွေ့ရတယ်။ဒါတော့မှအစိုးရဌာနမဟုတ်တဲ့တခြားသောအရက်ဖက်အဖွဲ့အစည်းတွေကလုပ်နေတဲ့ထူထောင်ရေးပေါ့နော်။အဓိကကတော့အစိုးရအနေနဲ့ဆိုရင်ကန့်တွေမရှိတော့ဘူး။ကန့်တွေဖြုတ်ထုတ်လိုက်တာရှိတယ်။အဲ့ဒီလူတွေကတခြားနေရာတွေမှာသွားရောက်နေထိုင်ရတာတွေရှိတယ်ပေါ့။တချို့သောလုပ်ငန်းရှင်တွေဆိုရင်လည်းမဖြူရသေးတဲ့လုပ်ငန်းရှင်တွေအများကြီးရှိတာကိုတွေ့ရတယ်လို့ပြောပါရတယ်။ ငလျင်ကျောက်ထိခိုက်ပျက်စီးဆုံးရှုံးမှုကြီးမားခဲ့တဲ့နောက်ထပ်ဒေသတစ်ခုဖြစ်တဲ့စကိုင်းတိုင်းမှာဆိုရင်လည်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့စစ်စင်ရေးတံတွေကိုထိခိုက်ခံစားခဲ့ရပါတယ်။စကိုင်းတိုင်းဒေသတပိတ်အင်အားစုဝင်ကိုရွှေဝင်းအောင်ကငလျင်ကိစ္စမှာစစ်ကောင်စီရဲ့ပျောကကြောင့်တေဆုံးခဲ့ရပုံကိုလည်းပြောပြခြင်းပါသေးတယ်။စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပြည်သူတွေဟာလေးရင်တန်းကြားတာနဲ့စိတ်တန်ရရနေပြီသားဖြစ်ပါတယ်။ငလျင်လောက်တဲ့အချိန်မှာသူတို့ထင်မိတွေးမိတာကငလျင်လောက်တာလို့မထင်ပဲ လင်းလာနေတဲ့ထင်ပြီးပုန်းခိုတာနဲ့အကားဝဲယူတာတွေလုံးမိပြီးလူမမဲကလေးငယ်လေးဖခင်တူတစ်ပင်ပြီးလို့တေဆုံးခဲ့ရတာတွေဖြစ်ခဲ့ပါတယ်။ဒါကဘာကိုပြနေတယ်လဲဆိုတော့စစ်ကောင်စီရဲ့ပြောကားကြောင့်မတည်တဲ့နဲ့ပြည်သူတွေတေဆုံးခဲ့ရတာဖြစ်ပါတယ်လို့ဆိုပါတယ်။ငလင်းတန်းခံခဲ့ရတဲ့ဇကိုင်းမျိုးကဒေသခံတွေအပြင်တော်လိုင်းနေမြေတွေကစစ်ဘေးရှောင်ဒေသခံတွေဟာအကူအညီတွေအများကြီးလိုအပ်နေပြီးလက်ရှိမိုးရင်းကာလမှာပိုပြီးဒုက္ခရောက်လို့တန်းနိုင်သမျှကူညီပေးကြဖို့လည်းသူကဆိုပါတယ်။ငလင်းတန်းကိုထိခိုက်ခံစားခဲ့ရတဲ့အင်းလေးဒေသမှာဆိုရင်လည်း ပြိုပြက်သွားတဲ့အိမ်တွေလက်ရှိချိန်ထိပြန်ဆောက်လို့မပြီးသေးသလိုဒီဇွန်လထဲမှာပဲမိုးများပြီးရေတွေတက်လာခဲ့တဲ့အတွက်ဒေသခံတွေစိုးရိမ်ပူပန်ခဲ့ကြပါသေးတယ်။မလေးတန်းခံခဲ့ရတဲ့ပြည်သူတွေဟာစိတ်ပိုင်းဆန်ရတွေထိခိုက်ခဲ့ရသလိုလက်ရှိကုန်စည်နှုန်းကြောင့်နေအိမ်ဆုံးရှုံးသွားခဲ့သူတွေဟာပြန်မဆောက်နိုင်ကြဘူးလို့ငလျင်ဘေးဒဏ်ခံခဲ့ရသူတွေကပြောပါရယ်။မန္တလေးဒေသခံတယောက်ပြောပြထားတာကတော့အကောင်လုံးကကိုအားကိုကိုးနေရတယ်ဆိုတော့ရှေ့လျှောက်လဲကိုအားကိုကိုးနေရတယ်။ကျန်တဲ့ဟာကဘသူ့မှလည်းအားကိုးလို့မရဘူး။ ဘဲကမှလည်းလာကူမှာမဟုတ်ဘူးဒီလိုပဲဒုက္ခခံပြီးတော့ကို့အနာဂတ်ကိုဆောက်ပြီးတော့အနာဂတ်လည်းမရှိတော့ဘူးဘာကိုမျောလင်းလို့မျောလင်းရမှလည်းမသိဘူးအိမ်ဆောက်ဖို့ကလည်းကုန်စည်နှုန်းကကြီးလိုအပ်တဲ့ပစ္စည်းတွေမရငလျင်ကားစတိုက်လို့အခြေအနေတွေကစီးပွားရေးကျက်တဲတာတွေရော ကုန်စည်နှုန်းကြီးတာတွေရော နိုင်ငံရေးမတည်ငြိမ်တာရောဆိုတော့တော်တော်ဆိုးတဲ့အခြေအနေပါပြောပြလို့ကိုမတက်အောင်ပဲတော်တော်အနာဂတ်ပျောက်သွားတယ်လို့ပြောဆိုထားပါဗျ